Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း AMNCFD MS026 သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျန်းမာရေးဒေသကြီးရှင်လုံငန်းရှင်များအသင်းမှကြီးမှုပြီးငွေကြေးခွာချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတက်ဖြည့်ရေးဆိုင်ရာသိပညာပေးတင်နန်းအမှတ်စဉ်26တင်နန်းဖွံ့ဖွဲ့အခမ်းအနားကိုဒီကနေ့နိုဝင်ဘာလ18ရက်နနက်8နာရီကရန်ကုန်တိုင်းဒေသကြီးရှုလုံငန်းရှင်များအသင်းယုံမှကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကျန်းနိုင်ဒီသားကြီးရှင်လုံငန်းရှင်များအသင်းအနေနဲ့ငွေကြေးခဝါချအသိပညာပေးတင်နန်းကိုလဆင်ဖွင့်လှစ်တင် जा ပေးလျက်ရှိသလိုရွှေဆိုင်အသစ်များရွှေကုန်တဲ့အသစ်များတိုးပွားလာခြင်းကြောင့် တလကို2ကြိမ်ဖွင့်လှစ်တင် जा ပေးလျက်ရှိတယ်လို့သိရပါဗျ။အခုလိုတင်နန်းဖွင့်လှစ်တင် जा ပေးရတာကရွှေရောင်းဝယ်ပြုလုပ်ရမှာငွေကြေးခဝါချမှုတွေညှိစွန်းမှုမရှိအောင်အယောင်မအဝယ်မမဖြစ်အောင်ငွေကြေးခဝါချဥပဒေကို သိရှိစေဖို့ရွှေဆိုင်များအနေနဲ့စိုင်းနေမှာထားရှိရမယ်။စာရွက်စာတမ်းများဘောက်ချများဖြည့်သွင်းရမယ်အချက်အလက်များအစရှိတာတွေကိုသိရှိစေဖို့ဖွင့်လှစ်တင် जा ရတာဖြစ်တယ်လို့သိရပါဗျ။ ဒီကနေ့ဖွင့်လှစ်တင် जा ပေးတဲ့အမှတ်စဉ်26ငွေကြေးခွာချအသိပညာပေးသင်တန်းကိုအဘဲရန်မျိုးနဲ့စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထွန်းကျော်နိုင်မှအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှမ်းကုန်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်မှလမ်းညွန်အဖွင့်အမှားစကားပြောကြားခဲ့ပြီးတဆက်ထဲမှာပဲ AMN CFG ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်မှာ လက်ထောက်ညွှန်ကြားရေးမှူးဆရာဦးစော်မျိုးထွန်းကတင်ကြားပို့ချပေးခဲ့ပြီး AMN CFG ဆိုင်ရာအသိပညာပေးတင်နန်းဒုတိယပိုင်းအစီအစဉ်မှာတော့ရန်ကုန်တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကြီးမှတင်ကြားပို့ချပေးခဲ့တယ်လို့သိရပါတယ်အဲ့နောက်မှာတော့ငွေကြီးခေါ်ဝါချမှုနဲ့အကြံဖတ်မှုကိုငွေကြီးထောက်ပံ့မှုတိုက်ဖြည့်ရေးဆိုင်ရာ AMN CFG အသိပညာပေး သင်တန်းဆင်ပွဲကိုကျင်းပပြုလုပ်ခဲ့ရမှာ။ ရန်ကုန်တိုင်းဒေသကြီးရှင်လုံငန်းရှင်များအသင်းရဲ့တွက်ဖက်အတွင်ရေမှုဦးဝေးချိုကကျေးဇူးတင်စကားပြောကြားခဲ့ပြီးတင်နန်းသားတင်နန်းသူတရားကျော်ကိုတင်နန်းစင်အောင်လက်မှတ်များပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့ဒီတင်နာကိုလစဉ်လည်းဖွင့်ချပါတယ်ကျွန်တော်တို့တချို့ရက်တွေကျရင် license လောက်တဲ့ရက်တွေဆိုရင်တစ်လောက်နှစ်ကြိမ်ဖွင့်ချတာလည်းရှိပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ရွှေဆိုင်နေရာတစ်လောက်ကျွန်တော်တို့နှစ်ဆိုင်လောက်တိုးတိုးလာပါတယ်ရွှေဆိုင်အစ်စ်တွေလည်းတိုးလာပါတယ်နောက်အဲ့လိုပဲရွှေကုန်းတွေအစ်စ်တွေလည်းတိုးလာပါတယ်အဲ့ဒီလိုပဲရွှေဆိုင်ညနေလုပ်ငန်းချဲ့တဲ့အခါမှာလည်းဝန်ထမ်းတွေတိုးလာတဲ့အခါမှာကျွန်တော်တို့ဒီရောင်းနေဝယ်တဲ့အခါမှာဒီငွေကြေးခပါချနဲ့ပတ်သက်တာကိုညှိစုံမှုမရှိအောင်လို့ကျွန်တော်တို့အနေနဲ့ဒီတင်နာတွေကို ပုံမှန်တောက်လျှောက်အဆက်မပြတ်ဖွင့်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဖွင့်ခြင်းအပြင်ကျွန်တော်တို့ဆိုင်မှာစောင့်ထားမယ်စာရွက်စာတမ်းကိစ္စတွေကျွန်တော်တို့ပေါင်းချမှာဖြည့်သွင်းမယ်အချက်လက်တွေအစရှိတဲ့ပြန်ကျွန်တော်ပြည့်ရစလုံးသိရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအဲပေါင်းချမှာကျွန်တော်တို့အတင်းပေါ်လေလိုင်စင်ပေါ့လိုင်စင်နဲ့ကျွန်တော်တို့ဒီတင်နာကိုတက်ပြီးတော့မှာကျွန်တော်တို့အခုဒံတတုလိုင်စင်ရရှိမှာရှိပါတယ်အခုဒံတတုလိုင်စင်ရရှိပြီးမှာကျွန်တော်တို့ဒီတတုတွင်နဲ့ပြီးတယ်ကျွန်တော်တို့ အေးကုဒံတတုရောင်းဝယ်လိုင်စင်ကိုရရှိမှာဖြစ်ပါတယ်။အဲ့လိုင်စင်နှစ်ခုရမှာကျွန်တော်မြို့တော်စီဗီယန်နေပြီးတော့ကျွန်တော်တို့ရွှေရောင်းခွင့်လိုင်စင်ကိုဆက်ပြီးတော့ထုတ်ပြီးမှာဖြစ်ပါတယ်။ဒါကြောင့်လို့ဒီတနအခြေခံတနဖြစ်ပြီးတော့မဖြစ်မနေသိရှိထားရမယ့်အချက်တည်းရလည်းပါတဲ့အတွက်အရေးကြီးတဲ့တနတွေဖြစ်ပါတယ်ခင်ဗျာ။အဲကျွန်တော်တို့တလားတကြိမ်တော့အ ਨੇ ဆုံးဖွင့်ပါတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်အရေးကြီးတဲ့ဈေးရင်းလာပေးတာတွေရှိပါတယ်ဈေးရင်းလာပေးတဲ့ဆရာကျွန်တော်လူ၄၀၀ပြည့်ရင်တော့ချက်ချင်းကျွန်တော်တို့ ထောက်ဖွင့်ပေးပါတယ်တလပြောင်းနှစ်ကြိမ်ဖွင့်ရတဲ့ရက်တွေလည်းရှိပါတယ်ခင်ဗျာလိုင်စင်လောက်တဲ့ရက်တွေလိုင်စင်တွေပြန်လောက်ရတဲ့ရက်တွေရှားရင်အများကြီးကျွန်တော်တို့ကနာအချင်းရေးကြည့်တဲ့အတွက်ကျွန်တော်အများလောက်နိုင်အောင်ကျွန်တော်ဖွင့်လှစ်ပေးတာရှိပါတယ်ခင်ဗျာဒီကမှာ people space မှာကြော်ညာတာနေပြီးတော့မိတ်ဆွေတကယ်ချင်းတွေကိုလမ်းမေးတဲ့အခါမှာသူတို့တွေကလည်းညွှန်ကြားပေးရတယ်ဒီတိပြဒီသင်တန်းကိုရောက်လာတာပါအော်ဒီဆက်ရှိမှာလည်းရှားတင်တယ်တော့တတ်ထားခဲ့မှုပါတယ်ဒီသင်တန်းကတော့ အခုပထမဆုံးအနေနဲ့လက်တက်ထားပါတော့။ဟုတ်ကဲ့ကျွန်တော်တို့ကဒီဆိုင်ခွင့်မှုတော့ကိုအဓိကရည်ရွယ်ပြီးတော့ဒီတင်တဲ့ကိုလက်တက်ချေဖြစ်ပါတယ်။ဟုတ်ကဲ့ဒီတင်တဲ့ကိုဆိုင်ဥမဆပ်ဖွင့်ပါပါ။ဟုတ်ကဲ့ဒီတင်တဲ့ကိုတက်ပြီးပါရင်ကျွန်တော်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေရယ်ဆိုင်မှာလက်ရှိလက်ပတ်ဆိုင်ခွင့်မှုတော့ကိုလက်ပတ်ထားတဲ့ဝန်ထမ်းတွေအားလုံးကိုဒီတင်တဲ့ကို knowledge sharing ရောအကောင်လုံးပြန်ပြီး update ပြန်လုပ်ဖို့တော့ကိုကျွန်တော်စီစဉ်ပေးပါမှာပါ။ဒီတင်တဲ့ကတော့ရှိတဲ့ရှင်းလုံးငန်းလုပ်ခဲ့မဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့မရှိမဖြစ်ကိုအဓိကလိုအပ်တာပါ။အဓိကကဘာလဲဆိုတော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲတွေ ့ရေရေပေါ့လူကြီးခွာချတဲ့အကျန့်ဖြတ်အကျန့်ဖြတ်တိုက်ဖြတ်ရေပွဲတွေမှာမဖြစ်မနေဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုတရားစီရင်ရတယ်ပြီးရောထက်ဆင့်ပို့ချပြီးရကျွန်တော်တို့ knowledge sharing ကိုလုပ်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့ဒီရှေ့ဆိုင်ဖွင့်မဲ့လူတွေရောရှေ့တန်းတဲ့ရရှိဖွင့်လာတဲ့လူတွေရောရှေ့ဆိုင်ဖွင့်လာတဲ့လူတွေအကုန်လုံးမဖြစ်မနေတတ်ရမယ်လို့တက်တဲ့နဲ့တင်တဲ့တစ်ခုပါမှာဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီဗမာတပြည်လုံးကရှိတဲ့ရှေ့ဆိုင်လုပ်ငန်းရှင်တွေအားလုံးရှေ့နဲ့ပတ်သက်တဲ့ဝန်ကြီးရလူတွေအကုန်လုံးကိုတရားစီရင်ရကဒီအခမဲ့တင်တဲ့လေလာစဉ် စဉ်းစားမပြတ်ပို့ချပေးတဲ့အတွက်ကျွန်တော်တို့ဒီလိုနေနေလေအတိုင်းထက်ဒီဝန်တာပါတယ်မှာဘလောဆယ်တော့ကျမအွန်လိုင်းကနေပြီးတော့နည်းနည်းစရောင်းနေပါပြီဆိုင်ခွင့်ဖို့အကြံစီရှိရတဲ့အတွက်ကြောင့်မလို့ဒီတင်နှန်းကိုလာတက်တာပါဟုတ်ကဲ့ရွှေနဲ့ပတ်သက်ပြီးတော့ရွှေစိန်ကြောင့်မြေရန်နာတင်နှန်းပဒိန်လုပ်ငန်းနဲ့ပတ်သက်တဲ့တင်နှန်းမျိုးစောင့်ကြည့်ပြီးမှတက်ခဲ့ပါပဲဒီတင်နှန်းကိုတက်မှာပဲရွှေလုပ်ငန်းရှင်အသင်းဝင်တာတို့နောက်ဆိုင်ခွင့်ဖို့အတွက်အထောက်အကူဖြစ်မှာမလို့လာတက်တာပါပြီးတော့ဒီတင်နှန်းနေကြတဲ့ အဘုသူရတွေကိုလည်းတခြားမိတ်ဆွေတွေကိုလည်း sharing လုပ်ဖို့အစီအစဉ်ရှိပါတယ်။အသီးမိတ်ဆွေတွေလည်းတိုးပါတယ်။ဟုတ်ဟုတ်ကဲ့ကျမတို့လိုတော့အခုမှလုပ်ငန်းစတင်လုပ်ကြိုင်မဲ့လူတွေအတွက်ဒီသင်တန်းအများကြီးတိုးရှိပါတယ်။အခမဲ့ဖွင့်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။